တရုတ်ပဲပုတ်စေးတက်ဖြတ်မှုဒေါ်လာ14ဘီလီယံနောက်ထပ်ကဒေါ်လာလားထရမ့်ရဲ့ခွန်တိုးမြင့်မှုကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်နိုင်ငံကိုဝင်လာတဲ့ US ထုတ်ကုန်တွေကို34ရာခိုင်နှုန်းခွန်တိုးမြင့်လိုက်ပါတယ်အထူးကထိခိုက်မှာကတော့လေယာထွက်ပစ္စည်းတင်ပို့မှုမှာဖြစ်ပါတယ်ကုန်သွယ်မှု၃ခုမှာဈေးနှုန်းတွေကထိုးကျသွားပါတယ်ပြောင်းမှုဂျုံနဲ့ပဲပုတ်ဆိုတဲ့ကုန်စည်၃ခုဟာဈေးကျသွားရပါတယ်ဒီအတွက်ဒီကုန်စည်၃ခုပေါ်မှီခုန်နေရတဲ့လေသမားတွေကခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်နေရပါတယ် ထရမ့်ရဲ့ဆုံးဖြတ်ချက်ကြောင့်အခုလိုတွေဖြစ်လာရတာဖြစ်ပါတယ်။2025ခုနှစ်ဧပြီလထဲမှာအကောက်ခွန်စစ်ပွဲကြောင့်ကမ္ဘာကုန်သွယ်မှုလမ်းကြောင်းတွေဈေးကွက်တွေစိတ်ကန်းတွေနဲ့လေယာမြေတွေအခြေအနေတွေဟာပြောင်းလဲသွားခဲ့ရပါတယ်။ပစိဖိတ်ပုတ်တရာတစ်ဝက်ကိုရောက်နေတဲ့ US ပဲဘုတ်တင်မော်တွေဟာလမ်းတစ်ဝက်မှာပဲရပ်တန့်လိုက်ရပါတယ်။စင်ကာပူစိတ်ကန်းတွေမှာလည်းအရေးပေါ်သတိပေးချက်တွေဝင်လာပါတယ်။ဒါကတော့တရုတ်နိုင်ငံဟာ US ရဲ့ပဲဘုတ်တင်မော်တွေအားလုံးရဲ့ခရီးစဉ်တွေကိုဖျက်သိမ်းလိုက်တာပဲဖြစ်ပါတယ်။နှစ်တသမာလေးတန်ချိန်တန်းရှိတဲ့ ပဲပုတ်တွေဟာဘရာဇီးကိုပြန်ရောက်သွားပါတယ်ဒီလိုနဲ့1.1ဘီလီယံချီတန်တဲ့ US လေယာထွက်ကုန်သဘောတူညီချက်စာချုပ်တွေဟာအငွေ့ပြန်သွားရပါတယ်ဒါကကုန်သွယ်ရေးစစ်ပွဲမဟုတ်ပါဘူးဒါကလုံးဝထိန်းချုပ်ပြီးတော့အနိုင်ကျင့်တယ်လို့ပါပဲပြီးတော့ပဲပုတ်သင်းမော်တွေကိုလမ်းတဝက်မှာရင်ပြန်ခိုင်းလိုက်တာဟာအချက်ပြလိုက်တာတခုပဲဖြစ်ပါတယ်ဒီဖြစ်ရပ်ကတခြားလေယာထွက်ကုန်ကဏ္ဍတွေကိုလည်းရိုက်ခတ်မှုတွေဖြစ်စေပါလိမ့်မယ်သင်းမော်၄၀ကပြန်လှည့်ခဲ့ရပြီးတော့ ။ဘီလီယံပေါင်းများစွာတန်တဲ့ကုန်သွယ်မှုတစ်ခုဟာဒီလိုနဲ့ပြီးဆုံးသွားပါတယ်။ဒီဖြစ်ရပ်က US ရဲ့စီးပွားရေးအရခံနိုင်ရည်ရှိမှုကိုစမ်းသပ်နေပါတယ်။ Wall Street နဲ့ Pentagon တို့ဟာကုန်တွေလမ်းတဝက်မှာပြန်ပို့ခံရတာကိုသတိထားနေကြပါတယ်။ Bloomberg သတင်းဌာနရဲ့တင်ပြချက်အရကတော့တရုတ်နိုင်ငံဟာ US ကနေပဲပုတ်တင်သွင်းမှုလမ်းကြောင်း၃ခုကိုဖျက်သိမ်းခဲ့တယ်လို့ဆိုပါတယ်။တန်ကျိန်း2.4တန်းဆိုတာတရုတ်နိုင်ငံရဲ့တလာလုံးတင်သွင်းတဲ့တန်ကျိန်းရဲ့၃ပုံတမုံလောက်အထိရှိနေပါတယ်။ဒီတင်သွင်းမှုကိုဖျက်သိမ်းလိုက်တဲ့ကြေညာချက်ဟာ Trump ရဲ့တရုတ်ထုတ်ကုန်တွေကိုဒေါ်လာ60ဘီလီယံအခွန်အောက်ခံမဲ့နောက်ဆုံးကြေညာချက်အပြီးမှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ကျွမ်းကျင်သူတွေကတော့ဒီဖြစ်ရကြောင့် US လက်သမားတွေထိခိုက်ရနိုင်ခြင်းရှိနေတယ်လို့ဆိုပါတယ်။မေကွန်ကတော့ဒါကယာယီဖြတ်သိမ်းမှုပဲလား။ဒါမှမဟုတ်ရေရှည်များဖြစ်နေမလား။2025ခုနှစ်ဧပြီလမှာပဲပုတ်တင်မှုမှုက73ရာခိုင်နှုန်းလောက်ကျဆင်းသွားခဲ့ပါတယ်။ကုန်တူလောင်ယုံတွေတဲကပဲပုတ်တွေကိုကန့်တတ်ချက်တွေရောက်တဲ့အထိတူလောင်ထားနေရပါတယ်။ 2019ခုနှစ်တုန်းကတော့ဒီတုံလောင်ယုံတွေကကုန်တွေကိုတပတ်အတွင်းရောင်းချနိုင်ခဲ့ပြီးတော့ဒေါ်လာတန်း480လောက်ရရှိခဲ့ပါတယ်။အခုတော့ကုန်တွေပိုနေပါပြီ။ဆယ်စုနှစ်ပေါင်းများစွာကြာအောင် US ရဲ့လေယာထွက်ကုန်အဓိကတင်ပို့တဲ့နိုင်ငံကတရုတ်နိုင်ငံဖြစ်ခဲ့ပါတယ်။အခုတော့ US လေသမားတွေကပူပန်နေရပါပြီ။ American ပဲပို့လုပ်ငန်းရှင်များအသင်းကတော့ဒီနှစ်ပိုင်းမှာပဲပို့တင်ပို့မှုကနေ78ရာခိုင်နှုန်းလောက်ဆုံးရှုံးနိုင်တယ်လို့ခန့်မှန်းထားပါတယ်။မတ်လ10ရက်နေ့မှာ Trump အစိုးရက တရုတ်နိုင်ငံထုတ်လျက်စစ်ပစ္စည်းတွေတပ်ထုတွေနဲ့ EV အစိတ်ပိုင်းတွေပေါ်20ရာခိုင်နှုန်းအခွန်တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ဒါကဘေကျင်းကိုဖိအားပေးတဲ့လုပ်ရက်တစ်ခုဖြစ်ပါတယ်။2024ခုနှစ်မှာ US ဟာတရုတ်နိုင်ငံကို14.3ဘီလီယံဒေါ်လာတန်ကြီးရှိတဲ့ပဲပုတ်တွေကိုတင်ပို့ခဲ့ပါတယ်။တရုတ်နိုင်ငံကသာ US ပဲပုတ်တင်ပို့မှုကိုရပ်တန့်လိုက်တယ်ဆိုရင် American လယ်သမားတွေအခက်တွေ့ပါမယ်။လယ်သမားတွေဟာအဓိကမဲပေးသူတွေဖြစ်တဲ့အတွက် Trump အစိုးရကိုတက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ ။စရင်စရာတွေအရကတော့အနောက်လေပိုင်းပြည်နယ်၁၁ခုကလယ်သမားတွေဟာပဲပုတ်တင်ပို့မှုအပေါ်မိခုံနေရပါတယ်။အခုဆိုရင်တော့ဒီလယ်သမားတွေဟာပြဿနာတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။အကောက်ခွန်စစ်ပွဲဟာ Trump အတွက်တော့နိုင်ငံရေးရွှေ့ကွက်တစ်ခုဖြစ်ပါတယ်။ပဲပုတ်တွေတင်အရေးကြီးတာမဟုတ်ပါဘူး။နိုင်ငံရေးပြူဟာအရလည်းအရေးကြီးပါတယ်။2020ပြည်နှစ်နဲ့2024ခုနှစ်ကြာမှာဘရာဇီးဟာပဲပုတ်ဆိုင်ခင်အေက21ရာခိုင်နှုန်းလောက်အထိတိုးမြင့်ခဲ့ပါတယ်။ ဒါတွေက17.2ဘီလီယံတန်ကျင်းရှိတဲ့အခြေခံအဆောက်အဦတွေဖြစ်ကြပါတယ်။ဒီအခြေခံအဆောက်အဦတွေအတွက်တရုတ်နိုင်ငံအစိုးရဘဏ်တွေကရင်းနှီးမြှုပ်နှံမှုတွေကိုပြုလုပ်ထားပါတယ်။အခုဆိုရင်ဘရာဇီးဟာတရုတ်နိုင်ငံလိုအပ်တဲ့ပဲပုတ်80ရာခိုင်နှုန်းလောက်ကိုထောက်ပံ့ပေးနိုင်ပါပြီ။ BRICS အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက်ပိုနေပါတဲ့ကန့်သတ်မှုတွေပိုတန်ပါတဲ့နှစ်ဖက်ကုံသွယ်မှုတွေကိုဘရာဇီးကရရှိနိုင်ပါတယ်။ဒီအတွက်ဘရာဇီးနိုင်ငံကအကျိုးအမြတ်တွေအများကြီးရရှိမှာဖြစ်ပါတယ်။ US ကတော့ဘရာဇီးနိုင်ငံရဲ့ကြော်တက်သွားမှုကိုရင်ဆိုင်ရပွဲရှိနေပါတယ်။ US Pebble Series ကိုတရုတ်နိုင်ငံကငင်းဆန်လိုက်မှုဟာအချိန်ကောင်းမှဖြစ်နေပါတယ်။ Match လာကနေဂျွန်လာဟာစရင်စရာတွေရာ Pebble တင်ပို့မှုကြောင့်အမျက်အစွန်းအရဆုံးလာရဖြစ်ကြပါတယ်။ဒါပေမဲ့အခုတော့တရုတ်နိုင်ငံက US အမျက်အများဆုံးယာတီမှာ Pebble တွေကိုမဝယ်ယူတော့ပါဘူး။ဘရာဇီးနိုင်ငံရဲ့ထုတ်လုပ်ပေးနိုင်မှုကအမြင့်ဆုံးချိန်တွေကိုမရောက်သေးပါဘူး။သတင်းတွေအရတရုတ်နိုင်ငံကဘရာဇီးပဲပုတ်တွေကို တန်ကို14ကနေ22ဒေါ်လာအထိပိုပေးနေပါဗျ။ဒါကရေတိုအတွက်ပဲလားရေရှည်လားဆိုတာတော့မသိရသေးပါဘူး။ US ရဲ့ပဲပုတ်တွေမှာမှုပိုးတွေနဲ့ပိုးသက်ဆေးအကျွင်းကြံတွေတွေ့နေရတယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့အသေးချာတက်တည်ပြနိုင်တော့မရှိသေးပါဘူး။အဖွဲ့ကြီးတွေကတော့ US ပဲပုတ်တွေဟာနိုင်ငံတကာစံချိန်စံနှုန်းနဲ့ကိုက်ညီမှုရှိတယ်လို့ပြောပါတယ်။ FDA ထုတ်ပြန်ချက်အရညဉ့်ဉန်းမှုဟာ3.3ရာခိုင်နှုန်းအောက်မှာသာရှိတယ်လို့ဆိုပါတယ်။ ဒီအတွက်တရုတ်နိုင်ငံရဲ့ဝယ်ယူမှုရပ်ဆိုင်းလိုက်တာကို American လက်သမားတွေကခံမမ်းမရဖြစ်နေကြပါတယ်။ဖြစ်နိုင်တာကတော့ပဲပုတ်တွေအရေးသွေးမမီလို့မဟုတ်ဘင်းနဲ့နိုင်ငံရေးရာလှည့်ကွက်တစ်ခုသာဖြစ်နေတဲ့ပုံစံပါပဲ။လွန်ခဲ့တဲ့9နှစ်တွင်တရုတ်နိုင်ငံဟာ Latin America ဒေသမှာဒေါ်လာ8.3ဘီလီယံလောက်ထိရင်းနှီးမြှုပ်နှံခဲ့ပါတယ်။တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံတဲ့ဒေသတွေဟာစီးပွားရေးလမ်းကြောင်းအရသာမကမြေပြင်နိုင်ငံရေးအတွက်လည်းအရေးပါတဲ့ဒေသတွေဖြစ်ကြပါတယ်။ဒီဒေသတွေမှာရင်းနှီးမြှုပ်နှံခြင်းဖြစ် တရုတ်ဟာ US ပဲပုတ်ကိုပဲအားထားနေစရာမလိုအပ်တော့ပါဘူး။တရုတ်နိုင်ငံရဲ့ဝင်ရောက်ဆော့ဖတ်မှုနဲ့အတူပဲပုတ်တွေဟာကမ္ဘာအနှံ့ကနေတရုတ်ဈေးကွက်ထဲကိုဝင်ရောက်နေကြပါတယ်။ကျွမ်းနေသူတွေကတော့ဘေကျင်းဟာကုန်တွေဝယ်ယူနေတာသာမကနိုင်ငံခြားတိုင်းပြည်တွေနဲ့မဟာမိတ်ဖြစ်နိုင်ဖို့ကိုပါဝယ်ယူနေတာဖြစ်တယ်လို့ဆိုပါတယ်။ပဲပုတ်တစ်ခုတည်းနဲ့မဟုတ်ပါဘူး။ပြောင်းမှုလည်းရှိပါသေးတယ်။ဇန်နဝါရီလကနေ match လာအတွင်းမှာ US ကနေတရုတ်နိုင်ငံကိုပြောင်းမှုတင်ဖို့မှု29ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ ဒီအချိန်မှာတော့တရုတ်ကဘရာဇီးနဲ့ပြောင်းဖူးတင်ပို့မှု၃နှစ်စာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်။ဒီစာချုပ်အရတစ်နှစ်ကို ပြောင်းဖူးတန်ချိန်၉တန်းစာတန်ပို့အဖြစ်ဒေါ်လာ1.6ဘီလီယံကိုဘရာဇီးကနေဝယ်ယူမှာဖြစ်ပါတယ်။ဒီအတွက် US ရဲ့ပြောင်းဖူးတန်ချိန်1.2တန်းဟာဈေးကွက်မတည်မငြိမ်မှုနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ကျွမ်းကျင်သူတွေကတော့အဓိကအရေးကြီးတာကယုံကြည်မှုပဲလို့ထောက်ပြကြပါတယ်။ထရမ့်ရဲ့အကောက်ခွန်စစ်ပွဲကြောင့်တရုတ်နိုင်ငံကလယ်သမားတွေက US ကတရုတ်နိုင်ငံက US ကအလဲသမားတွေကိုမယုံကြည်တော့ပါဘူး။ပြောင်းမှုပြီးရင်နောက်ထပ်ကုန်စည်တစ်မျိုးကတော့ဂျုံမဲဖြစ်ပါတယ်။တရုတ်နိုင်ငံဟာဘရာဇီးအာဂျင်တီးနားရုရှားပါကစ္စတန်စတဲ့နိုင်ငံတွေနဲ့ဂျုံတင်ဖို့မှုအတွက်ရေရှည်စာချုပ်တွေချုပ်ဆိုထားပါတယ်။ဒီနိုင်ငံတွေနဲ့စာချုပ်တွေကတရုတ်နိုင်ငံလိုအပ်ချက်ရဲ့80ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးနိုင်ပါတယ်။ US ကနေတရုတ်ကိုဂျုံတင်ဖို့မှုကတော့26ရာခိုင်နှုန်းကိုကျဆင်းသွားပါတယ်။ဒါက3.2ဘီလီယံတန်ဖိုးရှိတဲ့ဂျုံတွေဖြစ်ကြပါတယ်။ နိုင်ငံရေးတန်တမာရေးအရဆွေးနွေးကြမယ်ဆိုရင်တော့ဒီပြဿနာတွေပြေလည်သွားနိုင်မယ်လို့ကျွမ်းကျင်သူတွေကထောက်ပြကြပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံကတော့ US နဲ့အဆက်အသွယ်ဖြတ်ဖို့စဉ်းစားနေတဲ့ပုံပါပဲ။ဒါကိုတခြားနိုင်ငံတွေစီမှာတိုးမြင့်ရင်းနှီးမြှုပ်နှံလာတဲ့တရုတ်နိုင်ငံရဲ့လုပ်ရည်တွေကိုကြည့်ရင်သိနိုင်ပါတယ်။မေကွန်ကတော့ US ကအရင်ဈေးကွက်ရှယ်ယာကိုပြန်ရအောင် လုပ်နိုင်မလားဆိုတဲ့မေကွန်မဟုတ်ပါဘူး။အဓိက မေကွန်ကတော့ဘေကျင်းက US ဈေးကွက်ကိုပြန်လာခြင်းစိတ်ရှိရလားဆိုတဲ့မေကွန်ဖြစ်ပါတယ်။ တရုတ်နိုင်ငံလှစ်လူရှုလိုက်တဲ့ဂုံဒီတွေထဲမှာပဲပုတ်ကပထမဆုံးတစ်ခုသာရှိပါသေးတယ်။ US ဟာတရုတ်နိုင်ငံရဲ့လှစ်လူရှုမှုကြောင့်ဒေါ်လာ14ဘီလီယံလောက်နစ်နာသွားနိုင်ပါတယ်။တကယ်လို့တရုတ်နိုင်ငံကသာ US ရဲ့ semiconductor တွေ rare earth တွေတခြား US ထုတ်ကုန်တွေကိုလှစ်လူရှုလာခဲ့မယ်ဆိုရင်ပဲပုတ်ဈေးသာမကဒေါ်လာဈေးပါထိခိုက်လာနိုင်ခြင်းရှိနေပါတယ်။ဒါကတော့လယ်သမားတွေတင်စိတ်ပူရတော့မှာမဟုတ်ဘဲနဲ့ Wall Street, Washington နဲ့တခြားကမ္ဘာကုန်သွယ်ရေးလုပ်ငန်းတွေကပါစိတ်ပူရတော့မယ့်အခြေအနေဖြစ်လာပါလိမ့်မယ်။ တကယ်တော့ပဲပုတ်ကပြဿနာနံပါတ်1ဆိုရင်ပြဿနာနံပါတ်2တွေ3တွေကဘာတွေများဖြစ်မလဲကဘာကြီးကစောင့်ကြည့်နေပြီးတော့အဖြေကကဘာကုံတွေရေးလောကကိုဆယ်စုနှစ်များစွာအထိပြောင်းလဲသွားစေပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ